အောက်တိုဘာ22ရက်ဗုဒ္ဓဘုနေ့အာယုံစုတော်ကြီးအစီအစဉ်အစပြုဖို့ပဏမကျန်တဲ့ဘက်ကိုဖတ်ပြပါမယ်83ခုမြောက်သောဆာလာအငယ်3တပိုက်ဖြစ်ပါလေအကြောင်းကမတရားသောသူတွေ၏အစည်းအဝေးကိုမြင်သောအခါမိတ်သောသူကိုပင်ငါသည်ညူစုမိပြီးစုတောင်းကြပါစို့ ကောင်းကင်ဘုံ၌ရှိတော်မူသောဖတ်မြတ်ဆုံးသောဘုရားသခင်ယနေ့နနေ့အစီအစဉ်အစလေဆုံး၃ပါးစလုံးတန်ရှင်သောဝိညာဉ်တော်သည်ကျွန်တို့အားလမ်းပြကွယ်ကားတွင်တင်ဗာမိအကြောင်းမနေ့ယနေ့နောက်ခါလည်းမပြောင်းမလဲအသက်ရှင်နေမူသောကျွန်တို့ရဲ့ကယ်တင်ပိုင်ရှင်သခင်ခရစ်တော်ရဲ့မြတ်သောနာမ၌ယူသည်စွာကျေးဇူးတော်ပေါင်းကိုချီးမွမ်းလေဤနေ့နနေ့အစီအစဉ်ကိုအရှင်ဘုရားလက်တော်ထဲသို့ကျွန်တို့ဒီတဘောချင်းတူလေ့ ဆုတောင်းဆက်ကအနံ့ကြပါလေပါဗျာအာမင်ဓမ္မတိမ254ကေတင်ရှင်ငါကိုလမ်းပြသည်ဘယ်တောင်းတရရှိသည်နည်းတရားကေတင်ရှင်လမ်းပြရင်ဘာမှ တောင်းတဆရာမရှိပဲနဲ့ငင်းချမ်းကြီးအေးချမ်းသာရခြင်းနဲ့ကျွန်တော်တို့ဘုရားရှင်ရှိတော်မှာစိတ်လုံးချမ်းသာတဲ့အခွင့်ကိုရရှိပါလိမ့်မယ် Je n'ai pas la စာရှောင်းနဲ့ပတ်သက်ပြီးပြည်သားတွေနှစ်ကဘတော်ကိုကြာစဉ်းစားကြည့်ပါလေ83ခုမြောက်သောစာလံတစ်ခုလုံးတည်းအနေနဲ့တချို့ကျွန်တော်ဒီအဓိကအကြောင်းအရာလေးကိုဖတ်ချင်ပါလေအငယ်တက်မှာဆိုရင်အကေစုစစ်ဘုရားသခင်သည်နှလုံးတန့်ရှင်တော်သူဒီဘုသောဣတရာအမျိုး၌ဂျေစုကြီးတော်မူ၏ခရစ်သတ်တုံးမြောက်သောစာလံအငယ်တက်ကအကေစုစစ် ဘုရားသခင်သည်နှလုံးတန့်ရှင်တော်သူဒီဟုသောဣတလာအမျိုး၌ကျေးဇူးကြည်တော်မူ၏နှလုံးတန့်ရှင်တဲ့လူပုံမှာဘုရားခင်ကျေးဇူးကြည်တယ်ဆိုတဲ့အကြောင်းကိုသူကဆာလံဆရာကရေးဆက်ထားခြင်းဖြစ်ပါတယ်။ဒါကြောင့်နှလုံးတန့်ရှင်တဲ့လူတွေကနော်ဘုရားခင်ရှေ့မှာစိတ်လုံးတန့်ရှင်နေဘုရားခင်နူးညံ့တိမ်ဝင်သဘောရှိတယ်သူသဘောရရစိတ်လုံးဟာတက်တာပြီးတော့ ညီချမ်းကြီးနားနေကြည့်အခွင့်ကိုရပါတယ်။ဓမ္မဘီဒါဝေကသူဟာတဲ့ချေချော်လူလျက်ချေရာလွေးလူလျက်ရှိပြီတဲ့။ဖျောက်ခင်တန်ရှင်းသူတွေကနှလုံးတန်ရှင်းရင်းတဲ့လူတွေကကျေးဇူးတော်ကြီးပါတယ်ဆိုတော့ခံရပြင်မဲ့ဒီမှာအဲ့ဒီကနေချေချော်တော့မယ်တဲ့။ဘာကြောင့်လဲဆိုရင်အကြောင်းရှိတယ်အငယ်သုံးဝင်စဖတ်ရင်အကြောင်းမူကားမတရားသောသူတွေစီးစိမ်ကိုမြင်သောအခါ မိုက်တော်သူကပဲငါညှဆူပြီမတရားတဲ့လူတွေစီးစိတ်ကျိုးတိုးပွားလာမြင်တဲ့အခါမှာမိုက်တဲ့လူတွေကိုသူညွန်ညင်မိတယ်တဲ့သူတို့တို့ဒီမတိမိတဲ့အောင်နာကျင်ခြင်းဝိတာမရှိခိုင်မာသောအစွမ်းတတ္တိရှိကြတယ်မတိမိတဲ့အောင်တော့သူတို့တို့ရှိရှိကြတယ်အစွမ်းတတ္တိရှိတယ်ဒါပေမဲ့တေဂန်ကြီးဆိုရင်ဘလို့အသိစုံနဲ့တည်တယ်ဘလို့ဖြစ်လဲအဆက်တပည့်ရင်းဖြစ်တယ်ဆိုတော့သူမတိသူဒါပေမဲ့အသက်ရှင်နေဆိုတော့နာကျင်ခြင်းမရှိ ထိုင်မာတဲ့အစွမ်းသက်တည်းရှိတယ်။သူတို့ဒီလောကလံဒုက္ခမရှိ။အာနာနေတဲ့လောကမှာဘာဒုက္ခမှလည်းမရှိဘူး။လူများကဲသို့နှောက်ရှက်ခြင်းမခံရ။သူတို့အကျိုးမဲ့အာနာရှိထားသောကြောင့်သူတို့ကဘာမှနှောက်ရှက်မခံရဘူး။ဘာပဲလုပ်အဆင်ပြေတယ်။ဘလောက်ပဲဒုစရလွန်ကျူးလွန်ကြီးအပြစ်ပေးမခံရဘူး။သူကမာနကိုလယ်ဆွဲတူစားကဲသို့ဆင်၍ညင်စေခြင်းအဘုကလည်းဝတ်တတ်တယ်။ဒါမာနအမြဲတကြီးပဲငါပဲဘာလို့လဲအောင်မြင်နေဆိုရင် ညင်စေခြင်းတွေလုပ်တတ်တယ်နော်သူတို့အကျင့်တွေစူဝတော့ကြမျက်နာမော်လည်းရှိတယ်အမလီမျက်နာတွေမော်ပြီးတော့အချိုခရိယာတဲမှာလည်းရှိတယ်အမှုတော်ဆောင်နေတော့ရှိတယ်မျက်နာမော်ပြီးတော့တခါလည်းဟိုဘုရားခါရအကုန်ကြီးအပေါ်ရမော်ပြီးတော့ဖြစ်နေကြတယ်စိတ်နှလုံးကြံစည်ခြင်းအဖြစ်လည်းလွန်ကျူးတတ်တယ်စိတ်ထဲမှာလည်းအဲ့လိုစိတ်ထဲရှိတဲ့တိုင်းသူကမွတ်တယ်မျက်နာမှာသဘောနေတာပေါ့နော်ရှိမယ် သုဒ္ဓညင်စခြင်းကိုပြည့်ရည်ပြည့်ရည်ပြောတတ်ကြ၏။ဒါတော့ညင်စခြင်းခါတဲ့လူတွေကတော့မတနာပဲနဲ့အဲ့ဒါကိုသူတို့ပြည့်ရည်ပြည့်ပြီးတော့ခါမှာဘော။ဘုရားနဲ့မမှန်တာကိုလို့ကိုခါစသဖြင့်ငါကိုတည်းမပါတဲ့အရာတွေကိုသူတို့ပြောပြီးတော့ထောင်တော်သောစကားကိုလည်းသုံးတတ်တယ်။သူတို့နှုတ်ပြီးကောင်းကင်နှင့်ဆန့်ကျင်မဲ့ပြည့်ရည်သူတို့ပြောတဲ့အရာအလုံးဘုရားသခင်ငါကိုတည်းဆန့်ကျင်မဲ့ပြည့်ရည် ဘုရားရှင်နှစ်ခုကတည်းပြောတာပဲဆိုတော့လက်မခံဘူးသူပြောချင်တာပဲပြောကြတယ်စံကျင်ဘက်မှာတည့်ရသားနဲ့ထောက်ပြရင်လည်းလက်မခံကြဘူးเนาะကျမ်းစာထဲမှာဘုရားရှင်ကကောင်းစားခြင်းနဲ့စင်ကြီးအလှလက်ပေးတယ်ခရစ်တော်အပြင်ယေရှုခံသူလူခရစ်တော်အပြင်စင်ရဒုက္ခခံဒါလည်းဆိုမေ့သွားပြီးတော့တစ်ဖက်ဆိုအလို့သူတို့ထောင်လာစကားကိုပြောတယ်သူကနှုတ်ကလည်းဘုရားရှင်နှုတ်ကပေါ်တော်နဲ့စံကျင်ဘက်တည်းပြုတယ်ရှာသည်လည်းမြေကြီးကိုလှည့်စားတတ်တယ်စာဒမနတ်က ဒီမြေကြီးဆိုလောကသားတွေကိုတလိုင်းငါတို့လှည့်စားနေပြီဖြစ်တယ်ဆိုတာကျွန်တော်တို့သဘောပေါက်နားလည်ရတယ်သူကြောင့်ဖျားသခင်လူတို့တွေသူတို့ထံကပြန်သွား၍များစွာသောရေကိုမြှောက်ကြတယ်ဖျားသခင်လူတွေပဲချုပ်ရလေသူတို့နောက်ကိုလိုက်သွားပြီးတော့ပါသွားတော့ကျွန်တော်တွေ့နေမယ်အဲ့ဒီလိုကျွန်တော်တို့စဉ်းစားတဲ့အခါမှာဘုရားသခင်အလိုတော်ကိုကျွန်တော်တို့ နားလည်ဖို့ခက်တယ်။ဒါဆန္ဒဆရာကအငယ်15နဲ့16ရောက်လာတဲ့အခါမှာထူးထူးသူသဘောကျမျိုးကျွန်ုပ်ဒီဆိုရင်ကိုရီးအမျိုးသားတို့နဲ့ပြစ်မှားရလို့ရပါလိမ့်မယ်။အဲ့လိုပြောမိရင်တော့ယုံကြည်သူအပေါ်မှာနော်ကိုရီးအမျိုးသားတွေဆိုတာနော်ယုံကြည်သူအပေါ်မှာပြစ်ပါရောက်တယ်။ထူမှုကိုနားလည်အောင်ဆင်ကျင်တော့ကအလွန်ခက်တယ်လို့ထင်ပါလေ။လူစင်ကျင်တုံတရားနဲ့စဉ်းစားရင်ကိုရောမတရားတဲ့လူတော့တလောက်တုံကြီးပွားနေတယ်။ဘုရားလှုပ်တဲ့လူတွေက တိတ်ခါတွေသူတို့လူတွေအထင်ကြီးပြီးတော့လူတွေပေးတဲ့တိတ်ခါတွေရပြီးတော့အဲ့လိုထင်နေကြတယ်အဲ့လိုလူသဘောနဲ့စဉ်းစားရတော့အမှန်တမ်းမှခက်တယ်တဲ့နောက်မှအရမတို့အလိုစဉ်းစားတာနော်နောက်မှဘုရားသခင်တန့်ရှင်းရဌာနထံသူဝင်၍သူတို့အဆုံးကိုနားလည်ရပါတယ်နောက်ဆုံးမှတော့သူတို့အဆုံးကိုနားလည်လာရတယ်ဒါကြောင့်ရှင်မသက်ခရစ်ဝင်အခန်းကြီး7 28 29ကဝင်လေးပြီးမှနဲ့လူတွေ အဲ့ဒီအနိစ္စအာယုန်ကြီးကြောင့်ဖြစ်နေရင်အဆုံးကိုနားမလည်သေးရင်နှုတ်ဘတော်အဖြစ်နားလည်လို့ရတယ်။ဒါကူသူတို့ရဲ့အဆုံးကိုပြန်ကြည့်ရင်တောင်ကျန်းစာသူတို့အစဘယ်လိုဖြစ်မလဲအဆုံးလည်းဘယ်လိုဖြစ်မလဲဆိုတော့ရေးထားပါလေ90ခုမြောက်သောဆာလာကိုကြည့်လိုက်ရှိရင်90ခုမြောက်သောဆာလာအငယ်6နဲ့9 ပလိစံသဘောရှိသောသူသည်မိုက်သောသူနားမလည်သောအမှုအရာဟုကမတရားသောသူတို့သည်မြက်ပင်ကဲ့သို့ပောက်၍အတ္တမအမှုကိုပြုသောသူတို့သည်ရှင်လန်းကြသောအခါသာဝရပစ္စည်းချင်းသို့ရောက်ရသောအကြောင်းပေသည်သူရဲ့အဆုံးသည်သာဝရပစ္စည်းချင်းလောကနှင့်ဆိုင်တဲ့ပစ္စည်းချင်းသာမကသာဝရကာလမှာဖျားသခင်စီရင်ခြင်းကိုသူတို့ခံစားရမယ်ဆိုရင်နားလည်ရပါတယ် ဒါဒီကနေ့ကျွန်တော်ပြန်ကြည့်ရင်ဒီအရာတွေကိုဖျားတဲ့ရင်ဘာကြောင့်များခွင့်ပြုထားတယ်ဘာကြောင့်များဒီအရာတွေကဖြစ်ဖြစ်နေရတယ်ဒီရှာကတာကိုကြိုပြောထားပါလေဒီရှာအနဂတိချာခန်းကြီး61အငယ်၄တပတ်ကိုကြည့်ရင်ဒီရှာအနဂတိချာခန်းကြီး61အငယ်၄တပတ်မှာရှေ့ပြုပြရတယ်ကိုပြုပြင်ရလိမ့်မည်အဲ့ဒီလိုမဟုတ်တဲ့လူရဲ့အားလုံးကိုဖျားတဲ့ရင်တခါလေးပြုအောင်လုပ်ပေးလိုက်မယ် ရှေးကာလ၌တုတ်တင်ပေရှင်ရာတို့ကိုတည်ဆောက်ကြလိမ့်မည်။အဲ့ဒီရှေးကာလအဲ့ဒီဟာတွေတုတ်တင်ပေရှင်တဲ့ခါမှာကျွန်တော်ကတည်ဆောက်ရမယ်။စိတ်ညင်သောမြို့ရာအစဉ်အဆက်စွန့်ပြေရာအရတ်တို့ကိုပြုစုကြလိမ့်မည်။ဒီကနေ့လူတွေစိတ်ညင်သွားတဲ့နေရာလေ။ဘုံတန်ကြောင့်စစ်တန်ကြောင့်အမျိုးမျိုးတန်ကြောင့်စိတ်ညင်သွားတဲ့နေရာပြန်ပြေရာခရိယာများအနေနဲ့ အခုတွေကကြပြင်ဆင်ထားဖို့အရေးကြီးတယ်ဒီအရာတွေကိုပြန်ပြီးတော့ပြုပြင်နိုင်ဖို့နောက်တရားသခင်ရှိပြောတဲ့အတိုင်းပဲကျွန်တော်ဝင်းဒုတ်တွေလင်းနေရင်ခရစ်တော်ရှိလာလိုက်ဝင်းဒုတ်ကိုခရစ်တော်ရှိမှာချလိုက်စိတ်လုံးတက်တာတော့အခွင့်ရပြီးတော့လာမယ်ပြုပြင်ခြင်းကာလအတွက်အစဉ်တည်းကျွန်တော်ပြင်ဆင်လုပ်ထားနိုင်ပြီဖြစ်ပါတယ်။သူကလေးတို့ဖြစ်အောင်ကျွန်တော်တို့ဆုတောင်းဖို့ဖြစ်ပါတယ်။ မြန်မာနိုင်ငံခရီးယာဂိုင်းပေါင်းစုစစ်တမ်းရာကော်မတီရဲ့စစ်တမ်းချက်နှစ်ချက်ကတော့ဒီကြောင်ဘုံကျဲမှုကြောင့်ပျက်စီးသွားသောကြေးရွာများရှိနေအိမ်ဈေးရုံတာဝန်အဆောက်အဦများအမြန်ဆုံးပြန်လည်တည်ဆောက်နေရာလူအပ်သောအရာများတွေစစ်တမ်းရုံတွေမှာပြင်ဆင်ခြင်းမှလည်းကျွန်တော်တအားသောပါဝင်နိုင်ဖို့အခုဒီကပြင်ဆင်စစ်တမ်းစက္ကပ်ဖို့လိုပါတယ်စစ်ဆောင်ရွာများဒေသရှိပြည်သူများ ကလေးသူငယ်များအားဖျားရင်ကွက်ကစမ်းထိမိဖို့အခုခေတ်ကာလမှာဒီလိုဖြစ်ွားနေတဲ့ခံစားနေရတဲ့ကလေးသူငယ်များကိုလည်းဖျားသခင်စမ်းထိကွက်ကမေးဖို့တတ်နေလို့ကျွန်တော်တို့ကလည်းအမစအကူညီပေးဖို့အင်းတို့အားဖြင့်ဖျားသခင်အလိုတော်ဒီသူတို့ဘုံမှာပြည့်စုံတဲ့မင်္ဂလာဖြစ်ဖို့ဆုတောင်းကြပါစို့ကောင်းမြတ်ဘုံနဲ့ရှိတော်မူသောဖတ်မြတ်စွာသောဘုရားခင် နေချောင်းပုံကျင်မှုကြောင့်ပြစ်စီသားသောကြေးရများရှိနေအိမ်နေဆေးရုံနေတာနာဆောက်ဦးကအများစုပြန်လည်တည်ဆောက်နိုင်မှုရာလူအပ်လက်ရှိသောအရာများကိုယခုတည်းကကျွန်တော်ပြင်ဆင်လက်တနေတဲ့လောက်အကောင်းဆုံးပြန်လည်ပြီးတော့ပတ်ပူးနိုင်မှုကိုတော့ကောင်းကြီးပေးတယ်မှာပါဒီပြည်လုံးမှာရှိနေတဲ့ကိုရရှင်ကောင်းကြီးမင်္ဂလာကိုပူရှံစွာပေးသောသူတို့တည်းလည်း ်ဤကဲ့သို့နှလုံးသားများကိုပြင်ဆင်နိုင်ဖို့ကိုတော့ကောင်းကြီးပေးတော်မူပါဆစ်စစ်ဆောင်ရွာတွေဒေသမှာရှိတဲ့ပြည်သူပြည်သားတွေကလေးသူငယ်များတဲ့အတွက်အထူးပဲဆုတောင်းပေးပါတယ်ဘုရားခင်ယခုခါတွင်မတရားသောသူတို့သည်ပွားများပြီးတော့အတ္တမပြည်သောသူတို့သည်တိုးပွားလာတဲ့အခါမှာဤအန္တရာယ်ကနေသူကိုကွယ်ကပေးမမိကြောင်းလဲကိုရထံသို့ဆုတောင်းပါလေကျွန်တော်တို့ကွယ်ကခြင်းကခွန်အားမရှိပါ အစားမရှိပါကိုယ်တွေပဲတတ်နေသူရောက်ကြွက်ကပြီးတော့ပါဤကဲ့သို့ဒုက္ခရောက်တဲ့သူတို့ကိုမေတ္တာပြနိုင်ဖို့ကိုယ်တွေခြံကမေတ္တာကိုရအောင်ပြီးကျွန်တော်ဒီရှိတဲ့အရာတွေနဲ့ပြန်လဲသူ့ကိုကူညီမဆန်နိုင်မှုလည်းကောင်းနေပြီးတော့ပါခရီးဝင်းနေကြတဲ့ဝင်းနေရှင်များမိမိရဲ့မင်္ဂလာရက်မြတ်ကိုမြင်တဲ့စနီးမောင်နှံတို့ဒီလဲမိမိရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းမှာကျေးဇူးတော်ချီးမွမ်းရင်းနဲ့ထူကဲ့သို့သူများကိုတတိယလက်ကိုတော့ခိုင်းတဲ့အတိုင်းပဲ ြင်ဆင်ဆောင်ရွက်ခြင်းအဖြစ်ဘုရားနာမတော်ကိုလူပေါင်းတို့ချီးမွမ်းရသည့်တရားမင်္ဂလာဖြစ်ဖို့ရာသရဖျားသည်ကျွန်တော်တို့တွင်ပြီးခဲ့တဲ့ပဋ္ဌာန်းတော်အတိုင်းကျွန်တော်တို့အတူတကွသဘောချင်းတူလျက်ဆုတောင်းကြမိပါခေါင်းငင်ပုံ၌ရှိတော်မူသောကျွန်တော်၏ဖာကိုတော်ဤနာမတော်အားယိုသည်လေးမြခြင်းရှိပါစေသောနိုင်ငံတော်တည်ထောင်ပါစေသောအလိုတော်သည်ကောင်းငင်မုန်၌ပြည့်စုံကြသော မြေကြီးပေါ်မှာပြည့်စုံပါစေတော့အသက်မွေးလာတော့အစာကို ကျွန်တော်တို့အားယနေ့ပေးသနာတို့ပါဒီတစ်ပါးဒီကျွန်တော်တို့ကိုပြမတော့ပြများကိုကျွန်တော်တို့ဒီလွတ်တကယ်တော့ကျွန်တော်တို့အပြစ်များကိုလွတ်တော်ပါအပြစ်တွေဆောင်ရတော့လည်းမပါစီပဲမကောင်းသောမှုရမှလည်းကယ်တော့ဒူပါအဆိုးပိုင်သောအခွင့်နှင့်ဘုန်းတော်အာနုဘော်တော်သည်ကဘာဆက်ဆက်ကိုတော်၌ရှိပါ၏အာမင် အစီအစဉ်အဆုံးသတ်ဖို့အတွက်ဓမ္မတိချင်းမှ414နိုးကြားလဲတိဆောက်ကြ ပြုတ်ပြက်ရများကို ပြန်လဲပြီးတော့အီတလီမျိုးသည်ယေရုရှလင်မြို့ကြီးကိုပြုပြင်တတော်ကျွန်တော်နိုင်ငံကြီးကိုပြန်လဲပြုပြင်နိုင်ဖို့တည်ဆောက်နိုင်ဖို့အခုတွေကရှူဒေါင်းစကတ်လက်ပြင်ဆင်တဲ့သဘောနဲ့ဒီဓမ္မသရှင်ကိုအတင်းတို့တို့ဒီအစင်နဲ့လှုပ်ဆောင်နိုင်ဖို့မြတ်တာဖို့တဲ့သဘောရှူဒေါင်းစကတ်ပြည့်တဲ့သဘောနဲ့ဒီဆိုချီးမွမ်းကြပါစို့ 約 ာတန်ဒီဖြစ်စီတတ်တော်သူဖြစ်သောကြောင့်သူဖြစ်စီတဲ့ပြုပြရာအလုံးစုံကိုပြန်လဲတိဆောက်ဖို့ရာအတင်းတော်ဝင်ဖြစ်ပါတယ်။ကျွန်တို့သည်အီယာတွေယခုတည်းကကြိုတင်ပြင်ဆင်တနေရင်တော့အကောင်းဆုံးပြန်လဲတိဆောက်နိုင်ဖို့ကိုရောမဆပြပါမည်အကြောင်းဤကဲ့သို့သောအားဖြင့်ကျွန်တော်ပြည်တော်ကြီးသည်အရှင်တော်အာရှတခွင်တင့်တယ်လေဘုရားရှင်နဲ့ပြည့်စုံပြီးတော့ ကိုရဘုံတော်ကိုချီးမွမ်းရတည်အောင်မင်္ဂလာဖြစ်ဖို့ရာသာမဏေဖျားသည်ကျွန်တော်ကိုကောင်းကြီးပေးရဆောင်မကြည့်ရှိပါရှင်တော်ကျွန်တော်ဘုံမှာကိုရရှင်မျက်နှာလင်းတော်ကိုလွှတ်လဲကျွန်တော်တို့အားဂယုဏကျေစုပြုတော်မူပါစေတော်ကျွန်တော်ကိုအသီးသီးကိုမျှော်ကြည့်၍ကျွန်တော်နိုင်ငံကြီးကိုချမ်းသာပေးတော်မူပါစေတော်ခမည်းတော်ဖျားသခင်ရဲ့မြတ်တာတော်ဒါတော်ယေရှုခရစ်တော်ရဲ့ကျေစုတော်နှင့်တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့မိသားစုရဲ့ကျေစုအပေါင်းတို့သည် အမိမြန်မာနိုင်ငံကြီးအပေါ်၌ယခုမှစ၍ကာလစီမြဲတက်ရောက်တည်ရှိတည်နေပါစေတည်းအာမင်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 